ုတ်ကမတော်ဝန်ခံငါအိုးထဲမှာစီရှိသေးတယ်ပြောငါအိုးထဲမှာစီရှိသေးတယ်ဟာလေလုယာရှိလားမရှိတယ်လို့ဘယ်တော့မှပြောနဲ့စီရှိသေးတယ်လို့ပြောအာမင်နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကငါအိုးထဲမှာစီရှိသေးတယ်အာမင်နှုတ်ကပတ်တော်ကြည့်အောင်ဓမ္မရဆွေစတို့ဆောင်အခန်းကြီးလေးအပိုင်ငယ်တိတ်ကနေခုနှစ်ကိုကျွန်တော်ကြည့်အောင်တပိုက်ချင်းစီကျွန်တော်သွားမယ်ကျွန်တော်ဖတ်အောင်ပရောဖက် အမျိုးသား၏မယားတယောက်အေလိရှဲထံသို့လာ၍ကိုတော်ကျွန်းကျမ၏ခင်မွန်းသေးပါပြီကိုတော်ကျွန်းသည် ထာဝရဘုရားကိုယုံကြည်သောသူဖြစ်သည်ကိုကိုတော်သိတော်မူယခုမှကျွေးရှင်သည်ကျမ၏သားနှယောက်ကိုကြုံခံစေခြင်းက လာပါပြီဟုကြွေးကြော်လေ၏ဆိုတော့ဒီမှာနှုတ်ကပတ်တော်ကျွန်ကြည့်အောင်အေလိယရဲ့နဆသောပိသိကို ဆက်လက်ပြီးတော့မှယူတင်ဝတ်ဆောင်တဲ့အဲလိရှဲအဲ့တော့အဲလိရှဲထံမှာလာပြီးတော့မှပရောဖက်အမျိုးသားကြီးမယားတယောက်လို့ပြောရင်အဲ့ဒီအမျိုးသမီးကပရောဖက်ရဲ့မယားဖြစ်အဲ့ဒီပရောဖက်ရဲ့မယားကပရောဖက်ဆိုတဲ့အခါမှာဒီနေရာမှာနာမည်တော့မပြောပြထောင်းဒါပေမဲ့ကျွန်တော်ဓမ္မဆိုရင်တတိယဆောင်အခန်းကြီး၁၆ကိုကြည့်တဲ့အခါမှာအဲ့ဒီအမျိုးသားကဘာသူဖြစ်တယ်လဲဆိုတော့ဩပတိဖြစ်တယ်ဘာသူလဲ ်ဩပတိကျွန်တော်ကျမ်းစာထဲမှာဆိုလို့ရှိရင်ကျမ်းစာဆောင်တစ်ခုပါတယ်ဩပတိဘာဖြစ်လဲယူပါယုံဆိုတော့ကျွန်တော်ကြားဘူးတယ်မလားဩပဒါယနန်းတော်ဖြစ်တဲ့ဩပတိအဲ့ဒီနေရာမှာတော့နာမည်မပြောပြတော့ဘူးအဲ့တော့အဲ့ဒီ prophet အမျိုးသားရဲ့မယားကနေပြီးတော့မှအဲ့ဒီဩပတိက तू ကဘာလုပ်ခဲ့တယ်လဲဆိုတော့ तू ကတော့အခုတည်သွားပြီပေါ့ तू तू မိမပဲကျန်တော့တာပေါ့ तू ကဘာလုပ်ခဲ့လဲဆိုတော့အာဟတ်ကနေပြီးတော့မှနော်အာဟတ်သူ့ရဲ့မိမယေဇေဘေလကနေပြီးတော့ ပရောဖက်တွေကိုရေလဲလဲသက်တယ်အဲ့ဒီခါမှာပရောဖက်အယောက်တရာကိုသူကဝက်ထားပြီးတော့မှမုန်တဲ့ရေကိုကျွေးတော်သူဖြစ်တယ်အဲ့တော့အခုကြည့်ဒီမှာအဲ့ပရောဖက်ရဲ့မယားကလည်းပြောအင်လီရှဲထံသို့လာပြီးတော့မှကိုရောကျွန်းနဲ့ကျမရဲ့ခင်မွန်းတေပြီးတဲ့ကျမယောက်ျားပရောဖက်တော်တေပြီးတဲ့ကျမယောက်ျားပရောဖက်ကလေထာဝရဘုရားကိုယုံတည်တော်သူဖြစ်တယ်ဆိုတာကိုတော်သိတယ်ကိုတော်သိတယ်လို့ပြန်ဘာလို့ပြောရလဲအင်လီရှဲအင်လီရှဲကနေပြီးတော့မှအခု အဲ့ဒီအမျိုးသမီးရဲ့တည်သွားတဲ့သူ့ရဲ့ယောက်ျားပရောဖက်အဲ့ဒီအော်ဘဒီကထာဝရဘုရားကိုယိုတည်တော်သူဖြစ်တယ်ဆိုတာကိုသိတယ်တဲ့ယခုမှတဲ့ကျွေးရှင်ကြီးရဲ့ကျမကြီးသားနှစ်ယောက်ကိုကြွန်ခံစေခြင်းကလာပြီတဲ့ဖြစ်ကောင်းဖြစ်နိုင်စရာရှိတဲ့အခြေအနေကအဲ့ဒီအော်ဘဒီလို့ခေါ်တဲ့တည်ဆုံးသွားတဲ့ပရောဖက်ကသူအသက်ရှင်နေချိန်တုန်းကဘုရားသခင်ရဲ့ပရောဖက်တွေကိုဝတ်ထားပြီးတော့မှမုန်နဲ့ရေကိုအထောက်ပင့်ကိုသူကနွယ်ကျွေးမွေးတဲ့အခါမှာ သူစီမှာရှိတဲ့စီးစိမ်ကုံုံတာမှာကပဲနဲ့အကျွေးတင်တဲ့အချိန်ကြီးဖြစ်သွားတယ်အကျွေးတင်တဲ့အချိန်ဖြစ်သွားတယ်ကျွန်ပြောမယ်နော်အကျွေးယူတာမကောင်းပါဘူးဟယ်လိုဒါပေမဲ့အကျွေးယူတဲ့အခါမှာကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ကိုကျိုးအတွက်မဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ကိုကျိုးအတွက်မဟုတ်ဘူးနော်ဖျားသခင်ရဲ့လူတွေအတွက်တေးရှင်ရင်တည်းမြလိုအပ်တဲ့အချိန်ဒီမှာဒီပရောဖက်အမျိုးသားက အကျွေးယူပြီးတော့မှအကျွေးတင်သွားတဲ့အခါမှာအခုသူသေပြီးရဲ့နောက်ပိုင်းမှာသူ့ရဲ့ဇနီးတွေအတွက်အခက်ဖြစ်နေပြီယခုမှတဲ့ကျွေးရှင်ကကျမသားနှစ်ယောက်ကိုကျွန်ခံစေခြင်းကကျွေးဆက်စရာမရှိတဲ့အခါကျတော့နှစ်သားနှစ်ယောက်ပဲကျွန်ခံတော့ဒါဆိုတော့ဒီအချိန်လေးကဒီ prophet အမျိုးသားရဲ့ဒီဇနီးတွေဖြစ်တဲ့ prophet မရအတွက်အခက်ခဲကြုံလားမကြုံလားအကျွေးရလဲတင်နေတယ်သားနှစ်ယောက်ကိုလည်းပဲကျွန်ခံဖို့အတွက်လာခေါ်တော့မယ်ကျွေးရှင်တွေက ဲ့တော့အီလီအီလီရှဲထံမှာဒီကိစ္စကိုလာပြီးပြောပြရတယ်ကျွန်ပြမနော်ဖျားလူပင်ဖြစ်လင်ကစားကျွန်တော်ရဲ့အသက်တာထဲမှာပြက်လက်တဲ့အခြေအနေဆိုတာဂျုံဂျုံမှုတဲ့သူတွေပဲမဂျုံမှုတဲ့သူရှိလားပြက်လက်တဲ့အခြေအနေဂျုံမှုတဲ့သူတွေကြီးပဲတင်ဂျုံမှုလားမဂျုံမှုလားမသိကျွန်တော်ကဂျုံမှုတယ်အဲ့ဒီပြက်လက်တဲ့အခြေအနေကိုဂျုံရခြင်းသည်သင်ရဲ့အသက်တာထဲမှာဖခင်ကသင်ကိုစိတ်ပြည့်စေဖို့တည်းမဟုတ်အားငယ်စေဖို့တည်းမဟုတ် ကြီးမားသောစစ်ကြောမှုဆိုတဲ့အရာမရှိရင်ကြီးမားသောယုံကြည်ခြင်းမဖြစ်တော့ကျွန်တော်ကပြော ကြီးမားသောစစ်ကြောမှုမရှိရင်ကြီးမားသောယုံကြည်ခြင်းမဖြစ်တော့ဒါမှကြီးတင်းရဲ့အတ္တဓာတ်ထဲမှာကြီးမားသောယုံကြည်ခြင်းဖြစ်လာဖို့ရင်အတွက်မကြိုးစားနဲ့ကြီးမားသောစစ်ကြောမှုတွေစစ်ဆေးမှုတွေကင်းလို့ပြောမှဆိုမူကောလေဒါလောပစေဒါလီပစောအင်းကင်းလို့ပြောင်းပြန်ပြန်လိုက်တယ် အဲ့ဒီသာဒမနိုင်ရဲ့စုံစမ်းနောက်ဆက်ခြင်းနဲ့တင်ကြုံရခြင်းသည်တင်းရဲ့အသက်တာအแทမှာ ကြီးမားသောယုံကြည်ခြင်းဖြစ်လာစေဖို့ဖခင်လုပ်ပေးနေတာဖြစ်အခုဒီမှာကြည်ဖခင်လူဖြစ်တဲ့သူအကျွေးတင်တယ်အကျွေးဆက်စရာမရှိတော့ဘူးသားတွေကိုလည်းပဲကြုံခံဖို့ရင်တည်းခေါ်ခေါ်တော့မယ်ဒုက္ခရောက်နေပြီဘယ်လိုဆက်လုပ်မလဲအဲ့ဒီကာလအခြေအနေမျိုးဖခင်လူတိုင်းကြုံရတယ်အဲ့ဒီအခြေအနေကြုံရခြင်းဒီကျွန်တော်ရဲ့အသက်တာကိုဖခင်ကစိတ်ပြည့်စေဖို့မဟုတ်ဘူး ကြီးသောယုံကြည်ခြင်းကိုဘုရားသခင်ပြုစုပေးနေတာဖြစ်တယ်။အာမင်အာမင်လက်ကုပ်တီးပြီးဘုရားကိုကျေးဇူးတော်ချီးမွမ်းအောင်။အပိုင်ငင်းနေ့ကိုကြည့်အောင်။အင်လီရှဲကလည်းတင်းဖို့အပေတို့ငါပြုရမင်းနီ။တင့်အိမ်၌အပေဥစ္စာရှိသည်နီဟုမေးလင်။ကိုတော်ကျမအိမ်၌စီအိုတစ်လုံးမှတပါအပေဥစ္စာမြမရှိပါဟုပြောဆိုတော့ဟာပိုင်ဆိုင်မှုတွေကလည်းများလိုက်တယ်။ဘာပဲကြံတော့စီအိုဘယ်နှလုံးလဲ။တစ်လုံးပဲရှိတော့တယ် ီအိုတလုံးပဲရှိတယ်ဆိုတော့စီအိုဆိုတာဘာလို့ဖြစ်တယ်လဲစီဖြစ်ဖို့အတွက်ဒါဆိုသူ့အိမ်မှာစီအိုတလုံးပဲရှိတယ်တော့ထမင်းချက်စားစရာထမင်းအိုလည်းမရှိတော့ဘူးဟင်းချက်စားစရာဟင်းအိုလည်းမရှိတော့ဘူးကျန်တဲ့အိုခွက်ပကံခွက်ရောက်တွေလည်းမရှိတော့ဘူးကင်းလို့ပြောမှဆိုတော့တိုးဘူးတိုးဘူးဆိုပါလားမရှိတော့ဘူးဓမ္မကြီးမရှိတော့ဘူးလို့အမြဲတမ်းဝန်ခံတဲ့သူတွေတာပြင်းမရှိအောင် ရှိလာပြီလို့ပြောတဲ့သူတွေတာပြည့်ရှိလာအောင်မယ်ဟာလေလုယအာမင်မရှိဘူးလို့များများဝန်ခံရင်တင်တာပြည့်အဲ့တိုင်းဖြစ်လာလေမရှိဘူးလို့တင်ဝန်ခံတဲ့အရာကိုတင်ရဲ့အသက်တာထဲမှာဆက်ဝန်ခံနေရင်တင်ရတင်အနာဂတ်ကိုတင်ပရော့ဖက်ပြုနေတာဖြစ်ငါရှိလာပြီကျွယ်ဝလာပြီကောင်းစားလာပြီတော့တင်များများဝန်ခံတင်ရဲ့အသက်တာထဲမှာတင်ပြောတဲ့အတိုင်းဖြစ်လာလိမ့်အာမင်တင်ရဲ့စကားအရင်ကြီးတယ် နှုတ်ခမ်းအတီးတီးဟုသောတဲ့ယေရှုချီးမွမ်းခြင်းရစ်ကိုသင်ဝန်ခံဖို့အတွက်ဖြစ် the fruit of your lips အဲ့တော့ကြည်အေလိရှေကနေပြီးတော့မှမင်းအိမ်မှာဘာမရှိဘူးလဲလို့မမေးမင်းအိမ်မှာဘာလိုအပ်နေလဲလို့မမေးဘူးဘလို့မေးလဲမင်းအိမ်မှာဘာရှိတယ်လဲဒါဆိုဒီမှာရှိတယ်သူမေးတင်မှာဘာရှိတယ်လဲဒီမှာဒီပရောဖက်မယားထဲပို့ပြီးတော့မှချမ်းသာတဲ့သူတွေပဲဒီရုပ်တွေအလုံးကြီးလိုက်တယ်ခါဟုတ်လား စီအိုတလုံးထက်မကရှစ်သူလက်ထောင်အာတထေးတယ်ကွာတထေးတယ်တကယ်စီအိုလုံးနဲ့ကမရှိဘူးဆန်အိုးလည်းရှိတယ်ဟာအခုဒီမျိုးသမီးကစီအိုတလုံးမှဒါမှဘာမှမှတပားတယ်မအကုန်တေချာရှင်းတယ်နော်အဲ့တခုပဲရှိတယ်ကျန်တာဘာမှသူ့မှာ TV လေးရေခဲ့တက်တာတွေဘာမှမရှိဘာမှမရှိဘူးကျွန်တော်ပြောမယ်နော်တင်းလက်ထဲမှာဘာရှိတယ်လို့ဆိုဖျားစိတ်ဝင်စားတယ်တင်းလက်ထဲမှာမရှိတဲ့ဟာတွေရှောက်မပြောနဲ့မောရှိလက်ထဲမှာဘာရှိတယ် ်အဲတာဝေးပြောတယ်ကျွန်တော်ရှန်ဆုံလက်ထဲမှာပါရှိတယ်ဟမ်ဟိုဘောတခုရှိတယ်ပြောလဲပါရှိတယ်ရှန်ဆုံလက်ထဲမှာမြဲမေးရိုးရှိတယ်အဲ့ဒီမြဲမေးရိုးနဲ့ရန်သူတွေကိုလှုပ်ချန်တဲ့အခါမှာလူဘလောက်သေသွားတယ်လားလူတစ်ထောင်သေသွားတယ်အဲ့ဒီမြဲမေးရိုးဆိုတာလူသက်လက်နဲ့မဟုတ်ဒါမဲ့ဖရာသခင်အတူပါရှိတဲ့အခါမှာအဲ့ဒီဘာမှအသုံးမချရတဲ့တရိတ်ဆန်ရဲ့အယိုးတစ်ခုကလည်းပဲ လူပေါင်းမြောက်များစွာကိုတုတ်တင်လို့ရတယ်ရန်သူမြောက်များစွာကိုတုတ်တင်လို့ရလက်နဲ့တစ်ခုဖြစ်သွားတယ်ဒါဝိလက်ထက်မှာပါရှိတယ်တခြင်းတော့ငငယ်တော့အချင်းဆိုလေဟာပါရှိတယ်လောက်လွဲရှိတယ်အဲ့လောက်လွဲနဲ့အတူပါရှိတယ်နောက်ထပ်ကြောက်စရစ်ခဲ၅လုံး၅လုံးတော့သုံးစရာမလိုတစ်လုံးနဲ့လုံလောက်တယ်ဂေါနဲ့မှာနောက်ထပ်ညီကို၄ယောက်ရှိသေးတယ်ဟိုကောင်နဲ့နောက်ထပ်၄ယောက်လာလို့ရှိရင်တယောက်တစ်လုံးပဲပြောလိုက်ရန်သူရေလို့ပြောရန်သူပြောနောက်ကဝန်ခံရန်သူရေ မင်းလောက်ကတော့အစ်စေးပဲတကောင်တစ်လုံးပဲကျွေးမယ်ငါးကောင်လိုက်ငါးကောင်ငါးလုံးကျွေးလိုက်မယ်အာမင်အာမင်နှလုံးသုံးစရာမလိုကြောက်ခဲနှလုံးသုံးစရာမလိုတယောက်အတွက်တစ်လုံးပဲလုံတော့တယ်ဟုတ်ပြီဒါဝင်ဒါဝင်အပြင် နောက်ထပ်လက်ထဲမှာဘာရှိတဲ့သူလဲရှိတဲ့အရာနဲ့ဘုရားသခင်ကအလုံးလုံးချင်တာတင်းလက်ထဲမှာဘာရှိတယ်လဲပြန်စဉ်းစားပါ ်ပင်ကိုဘုရားသခင်ပေးအပ်ထားတဲ့အရာဘာတွေရှိတယ်လဲအဲ့ဒီအရာအားဖြင့်ဘုရားသခင်ကတိတ်အလို့လှုပ်ခြင်းနဲ့အဲ့ဒီအရာအားဖြင့်ဘုရားသခင်ကနမိတ်လက္ခဏာဘုရားသခင် ပြုခြင်းနေတယ်မရှိတဲ့အရာတွေအတွက်ပူပန်ညီးတွားနေပြီးတော့မှအပြစ်တင်နေလဲဘာမှအယောင်မရောက်ဘာမှမရှိဘူးတဲ့ဒီမျိုးသမီးကတော့စီယိုတလုံးပဲရှိတယ်ပတ်ဆက်ပြောလဲတော့မှကြည့်အောင်အေလိရှေကတော်တော် အေလိရှဲကနေပြီးတော့မှအဲ့ဒီပရောဖက်မယားကိုပြောလိုက်တယ်။သွားပါတဲ့။ထိုင်နေပါလို့ပြောလာသွားပါ။သွားပါ။တင်းရဲ့လက်ထဲမှာဘာမှမရှိဘူးလို့ထင်ရတဲ့အချိန်တွေမှာထိုင်မနေပါနဲ့။ငါတို့ကဘာမှမရှိဘူး။ဘာမှမရှိတော့ဘာမှလှုပ်ဆရာမရှိဘူး။ဘာမှလှုပ်ဆရာမရှိတော့ငါတို့ကထိုင်နေတာပဲ။ဒီနေ့ဒီမှာကြည့်တင်ဖျားအတန်မကြမ်းရင်ထိုင်နေဦးမှာ။ဒီမှာကြည့် ဖျားလူဒီဟုသောအေလိရှဲအားဖြင့်ဖျားစကားပြောနေတယ်ဘာလို့ခိုင်းလဲသွားလို့တမကြီးတင်းလက်ထဲမှာဘာမရှိသလဲဆိုတော့ကျွန်တော်စိတ်ဝင်စားတင်းလက်ထဲမှာရှိနေတဲ့အရာကလည်းဘလောက်တန်ဖို့မဲ့တယ်လဲဘလောက်အရေးမပါဘူးလဲဖျားသခင်စိတ်ဝင်စားစီအိုကသွားရောင်းစားလို့ရှိရင် ပြာကနန်းပဲကနန်းလောက်ပဲရမယ်ဘာမှလှုပ်ဆောင်လို့မရဘူးဒါပေမဲ့ဒီမျိုးသမီးကဖျားလူရဲ့အတန်ကိုကြားသွားပြီ ီနေ့သင်ရဲ့အသက်တာထဲမှာဘာအခြေအနေတွေမှမရှိနေရင်တောင်မှသင်ဖရာအတန်ကိုကြားလာဖရာအတန်ကိုကြားတဲ့အခါမှာဖရာကဖရာလူအဖြစ်စကားပြောနေတယ်သင်သွားလို့တယ်သွားလို့ဘာလို့ခိုင်းတာလဲအိမ်ကြီးချင်းရှိသမျှတို့တွင်အိမ်ကြီးချင်းရှိသမျှတို့တွင်အိမ်ကြီးချင်းလို့ပြောတဲ့အခါမှာဒီဒီမှာရှေ့တေချာနောက်ထောင်မှာသင်ကတယောက်တည်းထိထိနေတော်သူမဟုတ် ဘုရားသခင်ကတင့်ရဲ့အသက်တာထဲမှာနမိတ်လက္ခဏာပြုကျင်လာပြီးဆိုရင်တင့်တယောက်စာအတွက်မဟုတ်ဘူးတင့်ရဲ့ပတ်လည်မှာရှိတဲ့သူတွေအားဖြင့်လည်းဘုရားနမိတ်လက္ခဏာပြုကျင်ဟာလေလုယာဟာတင့်ထင်တာတော့တင့်တယောက်ပဲဘုရားသခင်ကကြွကြမှုရောက်တော့နမိတ်လက္ခဏာပြုမဟုတ်ဘူးတင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကောင်းကြီးခံစားတော့တင်ရပြက်လက်ချင်းထဲမှာရှိနေတဲ့အချင်းတွေထဲကနေပြီးတော့မှဖရားကအဲ့ဒီအင်းဒီပါချင်းတွေထံကနေပြီးတော့မှ CO တွေကိုသွားငားခိုင်းတယ် အဲ့စီအိုတွေကဘာစီလို့ဆိုတော့အိုးအလတ်ဘာမှမရှိတဲ့အိုးပြောင်းဘာမှမရှိဘူးအိုးအလွတ်တယ်အဲ့ဒါတွေကိုသွားငားခိုင်းတယ်ငားခိုင်းတဲ့အခါမှာဘယ်လိုပြောလဲများစွာတော့ဘာဖြစ်လဲအိုးတို့ကိုအိုးလုံး90လားအိုးလုံး100လားအိုးလုံး200လားဘာပြောလဲများစွာတော့အိုးတွေအဲ့တော့အထိပ္ပယ်ကဘာပြောလဲများနိုင်သလောက်များများသွားယူငားပလိုက် အဲ့ဒါ unlimited ဖြစ်တယ်။အာမင်။တင့်ကိုဘုရားသခင်ကကောင်းကြီးပေးခြင်းလို့ရှိရင်ဒေါ်လာတစ်သိန်းတို့နှစ်သိန်းတို့ချက်လက်မှတ်မှာဘုရားသခင်အဲ့လိုပေးနိုင်မို့။ယော့ကုသရချက်လက်မှတ်အလွတ်တရယူ။ကြက်တော့ရေးလိုက်။ပြီးသွားထုတ်လိုက်။ hallelujah ။ဘုရားသခင်ကထိုကဲ့သို့တင့်ကိုကောင်းကြီးပေးခြင်းနဲ့ unlimited grace အကန့်တမဲ့တော့ခြေစွတော်ကိုဘုရားသခင်ကိုပေးခြင်းနဲ့။ဒါပေမဲ့ကိုကိုကြည့်တဲ့အခါကျတော့ငါအဲ့လောက်တန်လို့လား။ ငါအဲ့ဒီလောက်ငါရဲ့အသက်တာထဲမှာကောင်းလို့လားဖခင်ငါကိုကျေးဇူးပြုအောင်ငါရဲ့အသက်တာထဲမှာဖခင်အတွက်ငါဘာဆက်ကတ်ထားလို့လဲငါချမ်းသာဖတ်နိုင်လို့လားငါဆုတောင်းနိုင်လို့လားငါဘလောက်ဖခင်စကားနားထောင်နိုင်လို့ဖခင်သခင်ငါအပေါ်မှာကောင်းအောင်မလဲဒီမျိုးသမီးသူ့ရဲ့အသက်တာထဲမှာဖခင်ရဲ့နမိတ်လက္ခဏာကိုရဖို့ရန်အတွက်သူ့ရဲ့ကောင်းခြင်းတွေကိုဒီမှာမဖော်ပြတော့များစွာသောအိုးတွေကိုမင်းသွားငှားလိုက်ပါ ရားရဲ့အမိန့်တော်လာပြီအဲ့ဒီခါမှာဘလို response လုပ်လဲအပိုင်ငယ်လေးမှာကြည့်အောင်ကိုရင်တို့ရောက်တော့ခါဟယ်လိုအဲ့ဒီအိုးရဲ့အများကြီးကိုအိမ်ကြီးပတ်ဝန်းကျင်မှာသွားငှားတယ်ငားလဲငားပြီးတော့အိမ်တို့ရောက်တဲ့အခါမှာ သူ့သားဘယ်နှယောက်လဲနှယောက်သားတို့ကိုခေါ်ပြီးတော့မှတကားကိုပိတ်တယ်ဟိတကားဘောင်လို့ပိတ်ခိုင်းတယ် တကားကိုပိတ်တယ်တကားပိတ်တယ်ဆိုတာလေဓမ္မဟောင်းကျမ်းမှာလည်းတွေ့ရနော်ဓမ္မသစ်ကျမ်းမှာလည်းတွေ့ရတယ်ဘာလို့တကားပိတ်ခိုင်းတာအကင်းလို့သာအဲ့ဒီအိုးတွေကိုငှားပြီးတော့မှအိမ်သားချင်းညာမင်းပါဘောနင်တို့ဘာလုပ်မှာလဲမင်းတို့ဘာဖြစ်လဲဖြေရတော့မလဲဖျားလူငှားခိုင်းလို့နင်တို့ဘာလုပ်မှာလဲနင်တို့ငှားပြီးတော့ဘာလုပ်မှာလဲနင်တို့ငှားပြီးတော့မှငါတို့အိုးတွေကိုရောင်းစားမှာလားပေါင်စားမှာလားဘာလုပ်ပြစ်မှာလဲမင်းစရာရှိမှာပဲ ဒါမှမဟုတ်အင်းဒီပတ်ဝန်းကျင်တွေကလည်းလာဆက်စုပြီးတော့ဘာဖြစ်လဲချောင်းကြည့်မှာပဲဟုတ်တယ်နော်စသုံးလုံးလေးဆက်စုစိန်အပြည့်ရှိမှာပဲသခင်ယေရှုယာယရုသမီးတည်တဲ့ခါအိမ်ကိုရောက်တဲ့ခါဘာလုပ်လဲတကားကိုဖွင့်လားပိတ်လားပိတ်တယ်အဲ့ထဲမှာငိုကျွေးနေတဲ့သူတွေမယုံကြည်နိုင်တဲ့သူတွေအားလုံးကိုအပြင်ထောက် ပေတရုယာကုပ်ယောဟန်တခင်ရှိရှိတယ်အဲ့ကလေးမလေးရဲ့ဖခင်မိခင်ရှိတယ်အိပ်ပျော်နေတဲ့တမီးကိုသွားနှုတ်တယ်စူပေါင်းအဲ့ထဲမှာလူ900ယောက်ပဲရှိတယ်တကားမဖြစ်လဲပိတ်ထားတယ်ဒီနေ့သင်ရဲ့အသက်တာထဲမှာဘုရားသခင်ကြီးမားသောအမှုကိုပြုဖို့ရန်အတွက်လင်းဘုရားသခင်ကဘယ်တဲ့ရပြုလို့ secret place ကပဲဘုရားအစပြုတယ်လူတွေမသိနိုင်တဲ့နေရာနဲ့ဘုရားသခင်အစပြုတယ်အဲ့ဒါဒီပါလဲသင်ကိုယ်တိုင် မျက်မှောက်တော်ထဲမှာတုံးဝင်ပြီးတော့မှကိုရောနဲ့နှစ်ဖူးတွေ့ဒူးတွေ့စကားပြောတဲ့နေရာရဲ့စိတ်ညံတော်အခန်းထဲမှာသွားပြီးတော့မှကင်းလို့ပြောမဆိုဓာတုကပါတဲ့ထဲမှာတင်သွားပြီးတော့မှဆွတ်တောင်းပြီးတော့မှဖခင်နဲ့နှစ်ဖူးတွေ့ဒူးတွေ့တွေ့ဖို့အချိန်ဖြစ်တယ်ဟာလေလုယာဖခင်မျက်မှောက်တော်ထဲမှာတင်ရှိတဲ့အချိန်ကဖြုံးတီးတဲ့အချိန်မျိုးဘုံကြီးမဲ့အချိန်ဖြစ်တယ်ဖះမျက်မောက်တော်ထဲမှာတင်နေတဲ့ຢာဒီအချိန်လျှောက်ဖြိုးပြီးတော့မင်းဘာလုပ်နေရလဲမင်းအလုံးလုံးလေးကွာမင်းဘာမလုပ်လားမင်း ်ဒီလိုပဲနေပြီးတော့မှပဲမင်းအချိန်ဖြုံးနေမလားတို့မသိပါဘူးသင်ဖျားညမောက်တော်မှာနေနေတဲ့အချိန်ကဖြုံးတိတဲ့အချိန်မျိုးဘုံကြီးမဲ့အချိန်ဖြစ်တယ်တကားကိုပိတ်လိုက်တယ်တဲ့ပိတ်ပြီးတော့မှအဲ့ဒီငားယူတဲ့အိုးများထဲသို့စီကိုအပြည့်လောင်းကြီးထည့်ထားတယ်ဟာစီကိုအပြည့်လောင်းခိုင်းရအောင်အဲ့ဒီအိုးတွေအများကြီးအဲ့ဒီအိုးရဲ့အများကြီးကိုစီဖြစ်ဖို့ရန်အတွက်ဘယ်စီအိုးနဲ့အရင်စဖြစ်ရမှာလဲ။ဟမ် 哎，谁的哦？哎 <dalam. S 1>、so right?，谁的哦？不都我哦呢？哎，哎，谁的哦？本来冷清的，打捞。哎，他妈他妈，谁啊呢？谁他妈的这玩意儿？谁敢弄这些？咱老领导说的啦。哎，谁有嘞？这谁哦？早投了他。他刚才批评他，他他他他。哎呀，太没劲了，我真没办到。太危险了，太危险了，看那拖扣。太没意思了，哎，这真是要人命的啤酒。哈利路亚！阿门。听宣传马屁的。 တဲ့ခောက်ပြီးတော့မှစီကိုဒဇန်နဲ့ဆက်ကြတယ်ဒီခောက်တဲ့အဆင့်ဒီမရောက်စီရအောင်ဟာလေလုယဘေးနားပြောလိုက်သင်ရှံထွက်နေပြီလို့ပြောလိုက်ဟာလေလုယဟာလေလုယသင်ရဲ့ဆံအိုးတွေစီအိုးတွေတင့်မှာရှိနေတမရတော့ဖျားပေးထားတဲ့ຢာတွေကျွံဝချင်းရှိလာနေပြီကောင်းကြီးပင်းတော့တင့်အိမ်မှာရှိတဲ့တစားပလာတွေအားလုံးကိုကောင်းကြီးပင်းအချို့သောသူတွေကလေအမင်္ဂလာရှိတဲ့သူတွေကလေဘာကင်ကင်ဟိုဟာကိုယ်ဒီဟာချိုးဒီဟာပြည့်စည်အာအဲ့ဒီမှာခဏခဏဝင်ရတယ် တိလာအဲ့လိုပြတ်ဆန်တဲ့သူတယောက်စီတိုင်းပြုံးနေကြလားမသိကြက်ရှိတာထွက်နေတာရေခဲတရကထွက်တာဘုံနဲ့ကြက်ဦးတဲ့အလုံးနဲ့ဆယ်လောက်ကွာတော့ ground ဆိုတော့ကွန်ကွန်ဟာလို့ရစိတ်ကြပြမနော်တင်းလက်ကိုဖျားသခင်ကောင်းကြီးပေးတာတယ်ဒီလက်ဒီချိုးဖြတ်တဲ့လက်မဟုတ်တီဆောက်တဲ့လက်ဖြစ်တယ်အာမင်ဒီလက်နဲ့ထိနေတဲ့သူတယောက်စီတိုင်းအနာငြိမ်းဖို့တဲ့ဖျားသခင်လို့ရှိတယ်အာမင် အဲ့ဒီလက်ကနေပြီးတော့မှ CO ကိုကင်ပြီးတော့မှလောင်းတဲ့အခါမှာဘာဆက်ဖြစ်လာလဲအပိုင်ငယ်ငါ့ကိုကြည့်အောင်ဟာလေလုယာထုံမိမသည်မိမသည်သားတို့နဲ့တူအိမ်ထဲသို့ဝင်တကားကိုပိတ်လျက်စီကိုလောင်းလေဤဒါဆိုရင်အဲ့ဒီစီလောင်းတဲ့ထဲမှာဘယ်နှယောက်ပါကြလဲယောက်မဆုမရဲ့သူ့ရဲ့သားနှယောက်ရဲ့တကားကိုပိတ်ထားတယ်ဘယ်သူမှမမြင်ဘူး အဲ့ဒီမှာစီကိုစလောင်းတယ်6မှာပါကြည့်ရအောင်။အိုးများ၌စီပြည့်သောအခါအိုးတလုံးကို ယူခဲ့ဦးဟုသားအားဆိုလျင်အိုးလမရှိပါဘူးပြန်ပြောတော့စီသည်တန့်လျက်နေ၏။ဝေါ။အိုးတွေအများကြီးကိုအဲ့မှာတရာလို့လည်းမရတော့နှစ်ယောက်လည်းမရောအိုးတွေများရွယ်အဲ့ဒီအိုးတွေကိုတလုံးပြီးတလုံးဖြည့်တယ်။ဒါတွေလည်းဖြည့်တယ်အမေလည်းဖြည့်တယ်ဖြည့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 ်လို့အိုးကအကုန်လုံးစီပြည့်သွားပြီ။အဲ့တော့အမေကနေတော့မေးလိုက်တယ် နောက်ထပ်စီအိုလေးတစ်ခုများရှိအောင်မလားစီအိုတစ်လုံးများရှိအောင်မလားဘာဖြစ်လဲအိုလတ်မရှိတော့အိုလတ်မရှိတဲ့အခါမှာတဲ့စီရတဲ့တန့်လျက်နေတယ်စီထပ်ပြီးတော့မှ ကြာသေးလားဒါဆိုရင်အဲ့ကလေးအိုလတ်တွေရှိနေအောင်မယ်ဆိုရင်စီထပ်ပြီးတော့မှဖြည့်လို့ရသေးလားမရောက်လားရတယ်နော်စီစရာဘာပုံဆောင်နေသေးလားတန်ရှင်သောဝိညာဉ်တော်ပုံဆောင်တာဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်ကဘယ်တော့မှ အကန့်တတ်ဘောင်ထဲမှာမနေဘူးအကန့်တတ်မဲ့တင်းရဲ့အတ္တတံထဲမှာထပ်ပြည့်စရာနေရာလွတ်တည်ရှိနေတဲ့ကိုဝိညာဉ်တော်ဖခင်ကဆက်တိုက်ထပ်ပြည့်နေမှာဖြစ်တယ်ငါပြည့်စုံပြီးငါလုံလောက်ပြီးငါဘလို့တော့ဘူးငါတလောက်လေးပဲငါရဲ့အတ္တတံထဲမှာရှင်နဲ့နေပြီးဆိုရင်ဖခင်ထပ်ပြည့်ပြီးလို့မရဘူးဖခင်သခင်ကတင်းကိုဖြည့်ပေးချင်တာက unlimited ဒါကြောင့်ထပ်ဆင့်ပြုတ်ပေးတဲ့ဂျေဇုတော်ဒီသခင်ယေရှုခရစ်တော်အားဖြင့်မပြီးသွားသေးဘူး သားရုံနဲ့တကွာခတ်သိမ်းသောအရာတို့ကိုတင့်ကိုပေးခြင်းသောဘုရားခင်ဖြစ်တယ်။တင်သားရုံကိုရရင်သားရုံနဲ့တကွာခတ်သိမ်းသောအရာအလုံးကိုရထားပြီးသားဖြစ်။ထတ်ဆင့်ဂျေစုပြုပေးခြင်းနဲ့ဘုရားကတင့်ရဲ့အသက်တာထဲမှာထပ်ပြီးတော့ဖြစ်ပေးခြင်းနေတယ်။ထပ်ပြီးတော့သွန်လောင်းပေးခြင်းနေတယ်။ဘာကြောင့်တင်ရအကန့်တန့်တဲ့ကိုရောကိုလက်ခံပါလဲ။ဒါမဲ့အိုးလာမရှိတော့ဆိုစီရတန့်သွားလိမ့်မယ်။စီထည့်ပေးခြင်းနေတယ်ဘုရား။ဒါမဲ့တင်ခံစရာခွက်တည်းရှိသေးတယ်။ ငငယ်တော့မှတ်မိတယ်သူများအိမ်မှာအလူလုတ်တဲ့အခါမှာကိုယ်ပခံနဲ့ကိုယ်ခွက်နဲ့ဒီခေတ်လိုမျိုးပလတ်စတစ်ခွက်တွေဖော့ဘူးနေမှာဟုတ်အလူလုတ်တဲ့အခါမှာအဲ့တော့ဘာလုပ်သွားရလဲဆိုတော့ကိုယ်အိမ်ကရှိတဲ့ဇလုံနေထမင်းကြိုင်နေကြုံဘူးလားတော့မသိအဲ့တော့တိတ်တော့ခါတချို့သူတို့ကနည်းနည်းလောဘကြီးတယ်တန်အိုးတော်ယူတာအကြီးဘာသာအမောဟင်းရင်ထဲဖို့ဆိုတော့ခံတဲ့ခွက်ကြီးတဲ့သူကဘလို့ဘလို့ပိုရလဲရများရရ ေးနာသူပြောလိုက်သင်ခံတဲ့ခွက်ပြောင်းလိုက်တော့อืมခွက်သေးသေးလေးလွတ်ပလိုက်တော့လို့ပြောလိုက်ခွက်ကြီးကြီးလေးယူလာလို့ပြောလိုက်အာမင်နည်းနည်းလေးပဲလိုချင်တယ်ဆိုခွက်သေးသေးဆိုရပြီဒီနေ့ဘုရားသခင်ကသင်ကိုပြုပြုပေးခြင်းနဲ့ဂျေဇုတော်ကအများကြီးဒီမှာကြည့်တဲ့ကိုဘုရားသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာကိုသင်ဘလို့မှတ်မလဲတလားမျိုးစေ့ကဲ့သို့မှတ်မျိုးစေ့ဆိုတာကစားဖို့အတွက်မဟုတ်ဘူးစိုက်ဖို့ရင်အတွက်ဖြစ် အဲ့ဒီကောင်းကြီးမင်္ဂလာမျိုးစေ့ပြီးတင့်ထန်သို့ရောက်လာတဲ့အခါမှာအဲ့ဒီမျိုးစေ့ကအပင်ပေါက်ရှန်တန်ကြီးထွားပြီးတော့မှအစ30အစ60အစ100ပွားများကျင်တဲ့ဖျားပြပေးခြင်းနဲ့ယေရှုတော်ဖြစ်ဒါပေမဲ့အဲ့ဒီမျိုးစေ့ကိုတင်စားလိုက်ရင်တခုတည်းပဲရှိမှာပေါ့မျိုးစေ့တစ်စေ့တင်စားလိုက်ရင်ကုန်သွားပြီမရှိတော့ဒါပေမဲ့အဲ့ဒီမျိုးစေ့ဆက်လာလို့ရှိရင်အစ30အစ60အစ100မကတော့တည်တယ်ဇပန်တနံမှာအောင်မြင်တဲ့ဇပန်တနံမှာကျွန်တော်ပြောဘူးလားမသိဘူးဇပန်အစ်စ်ဘယ်လောက်ထွက်လဲသိလားဟမ်ဟမ် 太阳照我们家出来，十八度的阳光，一百三十度的阳光，一百二十度的阳光。太阳天，我感觉比那个什么二十度、三十度、四十度的太阳还大。太阳天，我感觉比那个什么二十度、三十度、四十度的太阳还大。哦，那毛主席在这叫西亚丹，我来。亲爱的，让我们加油了。Give me oil in my lamp, keep me burning, burning, burn. Give me oil in my lamp, I pray.、Mm. Give me oil in my lamp. Keep me burning, burning, burning. Keep me burning days of day. ဒီစာအသိမရတော့ hallelujah. ဝိညာဉ်တော်ဘုရားသခင်နဲ့ဖြည့်ပေးပါ။စီရှိနေလို့ရှိရင်လောင်ကျွမ်းနေမှာ။အခုချင်းမန်နေပြန်လဲပြန်တော့ချင်းမန်မှာတို့ lighting festival တို့လို့ဟာဒီလူတွေကမိုက်တယ်လားတို့ရဲ့ဟိုပကံမြို့ရောဟောင်းလို့အပြိုပြက်တဲ့နေရာမှာတို့ကစီမီကွက်လေးတွေထွန်းတာ။ ဟာမိုးကလည်းယွာတယ်ဒါပေမဲ့အဲ့ဒီစီမီခွက်ကမီးမသိတော့ဘူးဘာလို့မသိတော့လဲဟမ်အထဲမှာရေနံစီရှိတယ်လေကာရဇင်းရှိတယ်အထဲမှာရေနံစီရှိတဲ့အခါကျတော့အပေါ်ကမိုးဖွားနေပါကြတော့ပြဿနာမရှိဘူး तू ဆက်ဖို့လောက်ယွမ်းတယ်ဒါကြောင့်တင်းပေါ်ကအသက်တာထဲမှာပတ်ဝန်းကျင်အခြေအနေကဘာတွေပဲဖြစ်ဖြစ်တင်းဟာစီရှိနေလို့ရှိရင်အမြဲတမ်းလောင်ယွမ်းနိုင်တယ်တင်းဟာစီရှိနေလို့ရှိရင်အမြဲတမ်းပဲအလင်းပေးနိုင်တော်သူဖြစ်တယ်ဟာလေလုယာ ်သင်ရဲ့အိုးထဲမှာဘုရားသခင်ကစီအပြည့်ဖြစ်ပေးခြင်းအာမင်မောခုနှစ်ကိုကြည့်အောင်ဟာလေလုယာမောထိုမိမသည်လာပြီးဘုရားသခင်လူကိုကြားပြောလင်သူကထိုးစီကိုသွား၍ညောင်းပြီးလင်ကျွေးကိုဆက်လော့ကျွင်းသောစီကိုအမိပြည့်၍သင်နှင့်သင်သားတို့သည်အသက်မွေးကြလော့ဟုဆို၏ဟာလေလုယာကျန်ဘုရားသခင်ရဲ့လူကိုပြန်ပြောပြတယ်အဲ့စီကိုမင်းတို့သွားရောက်မလို့အကျွေးကိုဆက်ပါ အကျွေးကြေုံလောက်ပဲဘုရားသခင်ကတင့်ကိုပြင်ဆင်ကောင်းကြီးမှာမဟုတ်ဘူး။ဒါပြောတယ်ကျင်းသောစီကိုအမိပြည့်၍တင်နဲ့သားတို့ဒီအသက်မွေးကျွန်တော်ကျွန်တော်ယုံကြည်တယ်အဲ့မှာ CO အလုံးတရာနေရာတော့ကောက်မှာမဟုတ်ဘူးအများကြီးပဲဖြစ်လင့်အရင်တော့ကကိုယ်အိမ်မှာစီဖင်ကတ်လေးပဲရှိတဲ့အိမ်ကနေပြီးတော့မှစီဆက်ယုံဖြစ်သွားပြီ။အာမင်။ဟာလေလုယာ။ကျန်အခုအသက်မွေးပါလို့ပြောရင်ဘာဖြစ်သွားမလဲ။ဒီစီနဲ့အသက်မွေးရင်ကြောင်းလွတ်ဖို့ရန်အတွက်ဘုရားကကောင်းကြီးပေးလိုက်ပြီ မရှိတဲ့သူကိုဘုရားသခင်ကရှိလောင်လွတ်ပြုံတာမကပဲနဲ့အဲ့ဒီဘုရားပေးတဲ့ကောင်းကြီးနဲ့လေပတ်နိုင်ဖို့ရန်တဲ့အသက်မွေးနိုင်ဖို့ရန်တဲ့အလုံးလုံးနိုင်ဖို့ရန်တဲ့ဘုရားကောင်းကြီးပေးလိုက်ပြီအဲ့ဒါယေရှုတော်လို့ခေါ်တယ်ဟာလေလုယ။ဒါန်တင်ကဓမ္မဟောင်းကျမ်းကိုဖတ်တဲ့အခါမှာဓမ္မဟောင်းကျမ်းတိုင်းမဖတ်နဲ့ဓမ္မဟောင်းကျမ်းကိုဖတ်တဲ့အခါမှာယေရှုတော်ကိုမြင်ပါဓမ္မဟောင်းကျမ်းကိုဖတ်တဲ့အခါမှာယေရှုခရစ်တော်ကိုမြင်ပါ ဓမ္မဟောင်းကျမ်းကိုဖတ်တဲ့အခါမှာအဲ့ဒီဓမ္မဟောင်းကျမ်းဒီသခင်ယေရှုခရစ်တော်ပြုလုပ်ပေးမယ်အစစ်အဲ့ဒီဓမ္မဟောင်းကျမ်းဒီအရေးဖြစ်တယ်အဲ့ဒီအရေးရဲ့ပုံဆောင်ချက်ဒီယေရှုခရစ်တော်အားဖြင့်ပြည့်စုံနေတယ်ဆိုတာတဘောပေါ့ပါဟာလေလုယဘုရားသခင်ကလေဘာမှမရှိခြင်းနဲ့ကနေဘုရားသခင်ကသူ့ကိုအကျွေးကြေုံတာမကောက်လုပ်ငန်းတစ်ခုပါလုပ်ဖို့တဲ့ဘုရားသခင်က bless လုပ်လိုက်တယ်တောင်ယေရှုနာမနဲ့ prophet ပြည့်တယ်တင်းရဲ့အသက်တာထဲမှာပြက်လက်နေတဲ့အခြေအနေကနေဘုရားသခင်ကတင့်ကို ်ပြန်လဲဖြည့်စည်းပေးအောင်တာမကောက်အကျွေးကြေအောင်တာမကောက်သင်အသက်တာအတွက်လိုအပ်နေတဲ့လုပ်ငန်းကိုဘုရားသခင်ပြင်ဆင်ပေးပြီ